ချင်းပြည်နယ်ကံပတ်လက်မြို့မှာလေကြောင်းအနေရဲ့ကြောင့်လူစုလူဝေးဖြစ်နိုင်တဲ့ပွဲလန်းသဖြင့်နေမပြုတ်လို့ဖို့ကံပတ်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တီးတီးသတင်းပေးပို့ထားတာပါရှင်။ချင်းပြည်နယ်ကံပတ်လက်မြို့ကိုပြီးခဲ့တဲ့အော်တိုဘားလ24ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုတ်လုခဲ့ပါတယ်။ပေါင်900ဘုံ၃လုံးနဲ့လေကြောင်းတိုက်ခိုက်မှုပြုတ်လုခဲ့တာဖြစ်တဲ့အတွက်မြို့သမီးနှစ်ယောက်နဲ့မြို့သားတစ်ယောက်သေဆုံးခဲ့ပြီး၁၀ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထရရသူတွေလည်းစေဝါကူတာမှုခံယူနေကြရပြီးတချို့ကဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါရယ်ကာကွယ်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မြို့ဖြစ်ပေမဲ့စစ်ကောင်စီတကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့မြို့ရဲပြန်မနေရကြရတယ်လည်းရှိရလို့စစ်ပေးဆောင်ကူညီပေးနေသူတယောက်ကပြောပါရယ်တန်ရာရတဲ့လူက73ယောက်လို့ပြောကြတယ်ဒါဆုံးတာက3ယောက်ပေါ့နော်တန်ရာရတဲ့လူတွေကတော့သူတို့ဈေးကူတာမို့လို့တဲ့လူကကူတာနေတာမျိုးတော့ရှိတာပေါ့နော် ဒါပေမဲ့လောလောဆယ်မြို့အထက်ကတော့လူတွေတိတ်အရင်ကတည်းကပေါ်လေတိတ်မနေရဲကြဘူးလေကြောင်းခဏခဏရှိတော့အခုအဲ့ဒါပို့ပြီးဆိုးမယ်လို့ထင်တယ်လူတွေကတိတ်မနေရဲတော့ပေါ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်းကံပတ်လိုက်မြို့နယ်တွေနေထိုင်သူတွေကိုလူစုလူရေးဖြစ်နိုင်တဲ့ပွဲလန်းတွေမပြုတ်လို့ဖို့အော်တိုဘားလ26ရက်နေ့ကတတိပေးထုတ်ပြန်ထားပါတယ်လေကြောင်းရံကာကွယ်ရေးအတွက်လည်းဘုံခိုချင်းတွေစနစ်တကျတူးခိုင်းထားပြီးလေချောင်းအနေရဲ့ရှော့ချရေးအသိပညာပေးတာတွေလည်းလှုပ်ဆောင်နေရလို့ဆိုပါရစေ။စစ်ကောင်စီကသူတို့ဆုံးရှုံးခဲ့ရတဲ့ဒေတာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းအသည့်တိတိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်ပြည်သူတွေအနေနဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးကာကွယ်ရေးတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုစောင့်ကြည့်ပြီးဆက်သွယ်အကြံပေးဖို့ကိုလည်းတောင်းဆိုထားပါတယ် ကျွန်တော်တို့တိမ်ပိုက်ထားပြီးသားနေရာတွေမှာပြည်သူတွေဘေးကင်းလုံခြုံနိုင်ဖို့အတွက်ကကျွန်တော်တို့လိုအပ်တဲ့အရာတွေပြင်ဆင်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်။အတီကားကကျွန်တော်တို့ဘုံခေါ်ချင်းနေတူးမယ်။လီအင်တာနေကြရတယ်ဆိုရင်အချိန်နဲ့တပြေးညီအဲဒီဘုံခေါ်ချင်းတဲ့ဝင်ပြီးဘုံခေါ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ပြည်သူတွေနေနဲ့ဒီလိုခက်ခဲတဲ့စိတ်ကော်မရှင်ရဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာခက်ခဲတဲ့အရာတွေကိုတွေးကြုံနေရတဲ့ဒါဖြစ်တဲ့အတွက်တိဝရိယတွေတိတရီတွေနဲ့ ယူသဆိုင်နဲ့နေထိုင်ကြဖို့လိုအပ်မှာဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းကံပတ်လက်မြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကချင်းပြည်တောင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာဖြစ်ပါတယ်။ကျမဒီဝီပါ။